ဒီဇင်ဘာ၁ရက်နေ့ကပြည်ဦးလွင်ဇေမင်ကြီးနိုင်ငံဝန်ထမ်းတက္ကသိုလ်မှမဲအောင်လင်ကဝန်ထမ်းတွေကိုစစ်တပ်ထောက်ခံတဲ့ပါတီကိုမဲပေးဖို့ကြောင်းပြောကြားခဲ့ပါတယ်စစ်တပ်ဟာနိုင်ငံတည်ရှိနေသည့်ရှိနေမဲ့အခိုင်အမာဆုံးဖွဲ့စည်းဖြစ်လို့စစ်တပ်နဲ့တဟဇာတာဖြစ်စွာလက်တွဲနိုင်သူကိုသာမဲပေးကြဖို့ဆိုပြီးသူကပြောခဲ့တာပါဒါဟာသူ့လက်အောက်ခံဝန်ထမ်းတွေကိုကြံ့ခိုင်ရေးပါတီ USDP ကိုမဲပေးဖို့တရိုက်ဖိအားပေးလိုက်သလိုပါပဲကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတော့ဒီထက်ပိုကြောင်းကြပါတယ်နိုဝင်ဘာ29ရက်ပသိမ်မြို့မဲဆွယ်ပွဲမှာ အစိုးရတက်ကတမတော်နဲ့ကြောချင်းကမဆောင်ရွက်နိုင်ရင်အဲ့ဒီအစိုးရနောက်တစ်နှစ်ပြုတ်ကြမှာပဲလို့ချင်းချောက်ပြောဆိုခဲ့ပါတယ်။သူတို့ပါတီနိုင်မှသာအစိုးရတက်တန်းမြဲမယ်ဆိုတဲ့သဘောကိုအတီလင်းဖွင့်ပြောလိုက်တာပါ။အစိုးရတက်ဒီတမတော်နဲ့ကြောချင်းကရင်ကြီးကမဆောင်ရွက်နိုင်ဘူးဆိုရင်သိကြတဲ့ဒီအစိုးရနောက်နေပြုတ်ကြတော့ဒါကိုစံထားပြီးပြောရမယ်။ ကြက်ခဲပါတီကစစ်တပ်ကနေအသွင်ပြောင်းပြီးရွေးကော်ပွဲဝင်ပြိုင်တဲ့အမတ်အများစုရှိတဲ့စစ်တပ်ကြိုးထောက်နောက်ခံပြူပါတီပဲဖြစ်ပါတယ်။ဒါအပြင် NLD ပါတီကိုဖျက်သိမ်းထားပြီးဖြစ်လို့အဓိကပြိုင်ပွဲမရှိပါဘူး။နေပြည်တော်မှာဆိုရင်စစ်ဗိုလ်ချုပ်ဟောင်း၈ဦးအထိ USDB ကနေဝင်ပြိုင်မှာပါ။စစ်ကော်မရှင်ဟာမဲမတမာမှုမရှိစေရဘူးလို့ပြောနေပေမဲ့ဝန်ထမ်းတွေကိုဘယ်သူမဲပေးရမလဲဆိုတာညွှန်ကြားနေမှုကတော့လွတ်လပ်ပြီးတရားမျှတမှုရှိမရှိကိုပေါ်လွင်နေပါတယ်။ရွေးကောက်ပွဲအတွက်ရပ်ပေါင်း၂၀သားလိုတော့တဲ့အချိန်မှာ စစ်ကောင်းဆောင်တွေရဲ့စကားတွေကပြည်သူစံနာထက်စစ်တပ်သဘောထားကသာအဓိကကြကြောင်းတက်သေးပြနေပါတယ်သူတို့လိုချင်တဲ့ရလက်မထွက်ရင်အာဏာထပ်သိမ်းမယ်ဆိုတဲ့သဘောထားကိုချိုးတင်အရေးမွဲပြလိုက်တာပဲဖြစ်ပါတယ်ရင်ကလည်းပြည်သူပါတီဥက္ကဋ္ဌဥက္ကူကိုကြီးကဒီရွေးကောက်ပွဲရလက်ဟာလက်ရှိအာဏာရယူထားတဲ့တက်မတော်နဲ့ထိတ်တိတ်ပြိပက္ခဖြစ်မဲ့ရလက်မျိုးဖြစ်လို့မရဘူးဒီပြဿနာဟာတက်မတော်နဲ့လက်တွဲပြီးဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်ဆိုပြီးပြောကြားခဲ့မှုပါတယ် 2020အနိုင်ရ NLD ပါတီအပါအဝင် ပါတီ40ကျော်ကိုဖျက်သိမ်းပြီးလူလူခေါင်းဆောင်တွေကိုဖမ်းဆီးတာပြီးစစ်တပ်ကဥဆောင်ကျင်းပတဲ့ရွေးကောက်ပွဲဟာပြည်ပခါတွေကိုပိုးဆိုးစေပြီးအတူရောင်သာဖြစ်တယ်လို့ကုလသမဂ္ဂ EU ASEAN နဲ့အနောက်နိုင်ငံတွေကသတ်မှတ်ထားပါတယ်